။သောတော်ဗျာအသားနဲ့ပတ်သက်ပြီးတော့ဝိနိဒိဋ္ဌဘုံမှာပြည့်ညတ်ထားတာတွေရှိတယ်။မစားရဘူးဆိုတဲ့အသား10မျိုးဆိုတာပြည့်ညတ်ထားတာရှိတယ်။လူသားတို့၊ဆင်သားတို့၊မြင်းသားတို့၊ချင်းလေးသား၊ကြားသား၊စတဲ့သား၊အောင်းသားဆိုတာမျိုးတွေပေါ့နော်။မွေသားတို့၊ခွေသားတို့အဲ့ဒါလို့မစားရဘူးဆိုတဲ့ အသားတွေဟာဘာကြောင့်မစားရတာလဲလို့မြတ်စွာဘုရားဘာလို့ခွဲခြားပြီးတော့ဒီလိုပြညာရတယ်လဲလို့ဆိုသူ့အကြောင်းလေးတွေနဲ့သူရှိတယ်လူသားကိုမစားရဘူးလို့ပြညတ်တာဘာကြောင့်လဲလို့ဆိုတခါတော့ကအင်မတန်ကိုတရားတရားရှိတဲ့တုတ်ပိယာဆိုတဲ့အမျိုးသမီးရဲ့နေမကောင်းတဲ့ကိုတော်တော်ဘာကိုရှောက်မေးရင်ကနေရှင်ဘုရားဘာလို့ရောဆိုတော့စွပြုတ်လို့တယ်ပေါ့ အာမရှိလို့ဆွတ်ပြုတ်အသားဆွတ်ပြုတ်နေလို့လဲဆိုအဲ့ဒါကိုသူကအမခံခဲ့တယ်အမခံပြီးအိမ်ပြန်တဲ့အခါကျတော့အသားဆေးသွားလိုက်တဲ့အခါကျတော့အဲ့ဒီနေရာအသားမတတ်ရလို့ပိတ်ထားတဲ့နေဖြစ်သွားဘာမှဝယ်လို့ချမ်းလို့မရတော့ဘူးခုခေတ်လိုလဲရေခဲတစ်တာနဲ့ကြိုတင်ဝယ်ပြီးထည့်ထားလို့ရတာမျိုးမှမဟုတ်တာဘူးတနေ့ဝယ်တနေ့သုံးတဲ့ခေတ်အဲ့ဒီမှာကျတော့သူဘာလောက်တုံလို့ဆိုတော့ငါတောင်းပြီး တာဝန်ယူထားခဲ့တဲ့အသားကိုမကတ်ရလို့ရှိရင်ဒီကိုယ်တော်ယောဂတိုးခြင်းနဲ့တိုးမယ်ဒုက္ခရင်လည်းရောက်ချင်အဲ့တော့သူဘာလုပ်တော့ဆိုသူပေါင်သားကိုသူကသူလှီးပြီးတော့အဲ့ဒီဆွပြုတ်လောက်တယ်ဆွပြုတ်လောက်လိုက်တယ်အဲ့ဒီဇာလန်လေးတစ်ခုဖြစ်သွားဘူးလေအဲ့ဒီမှာမြတ်စွာဘုရားတိတ်သွားတဲ့အခါကျတော့ဒီဟာကိုလူသားကိုမစားရဘာလို့တော့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ့်အသားကိုလှီးပြီးတော့တော့မှကတ်တတ်တယ် သတ္တုသားဖြစ်သည့်အတွက်ကြောင့်လူသားကိုမစားကြနိုင်ဘူးဆိုတော့အဲ့ဒီဟာစဖြစ်တယ်သူ့အကြောင်းလေးတွေနဲ့သူပဲစင်သားတို့မြင်းသားတို့ကြာရသော်ဆရာမစားရဘူးလို့ဘာကြောင့်ပြည့်ညတ်တယ်ဆိုထိုခေတ်ကစည်ရဲစည်ရကိစ္စတွေမှာဘယင်းတွေကအစင်နေမြင်းနေပုံမှာတန်ဖိုးထားတယ်စင်နေမြင်းနေကိုမတတ်ရအောင်အေးစင်သားမြင်းသားစားကြတဲ့လူတွေကလည်းခိုးတတ်တယ်နေရာရှိအဲ့ဒါကြတော့ရာဇောမှုဖြစ်တယ် အဲ့လိုခိုးတက်ပြီးတော့ယဟန်နေကိုလူတယ်ကြွေးတယ်ဆိုလို့ရှိရင်ယဟန်နေကစားမဲ့ဆိုရင်ကြံရပါဖြစ်သွားနိုင်မင်းဆိုရာသာရဲ့အပြစ်ဖြစ်နိုင်တယ်ဒါကြောင့်မလို့စင်သားမြင်သားမစားကြနိုင်ဘူးဟောအန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့ဖျက်ဆော့ပြမစားနိုင်ဘူးပြောဟောနောက်တစ်ခုမွေသားတို့ဘာလို့ဘာကြောင့်မစားမွေဆိုတာကမွေသားစားထားလို့ရှိရင်ယဟန်နေဆိုတာတော်တယ်မှသတင်းသုံးနေထိုင်ကြတာဖြစ်တယ်ဗော အဲ့လိုသတင်းသုံးနေထိုင်တဲ့အခါမှာမွေတွေကသူတို့အသားအနံ့ကြပြီဆိုရင်ဒုက္ခလာပေးတတ်တယ်ဒါကြောင့်မို့လို့မွေသားမစားချင်းသေးတို့ကြားလို့ဆိုတဲ့ဒီตาရဲ့တိဋ္ဌာန်ကြီးရဲ့အသားဟာလည်းသူတို့ကအနံ့ရလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်လိုက်တတ်တယ်အန္တရာယ်ပြုတ်တတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီဟာတွေလည်းတော်ထဲမှာနေတဲ့ရဟန်းတွေကိုအန္တရာယ်ရှိတယ်ဆိုရင်မစားရဘူးပြောနော် အောင်းသားဆိုတာအောင်းသားဆိုတာ ਨੇ ပတ်သက်လိုက်တရိษ္ဆာဆိုတဲ့ပါဠိစကားအောင်းသားဆိုတာအောင်းဆိုတာဘယ်လိုအကောင်လဲလို့ဒီဗမာအောင်းဆိုတာကိုတရုတ်ခေါ်လို့ရတော်တော်ခက်တယ်အင်္ဂလိပ်ရိဒန်ထဲမှာတရိษ္ဆာဆိုတာကတော့ဟာယီနာဆိုတဲ့အကောင်ပြောတယ်အောင်းဆိုတာဟာယီနာဆိုတဲ့ဟာယီနာဆိုတဲ့အကောင်ကဝန်ပလွေလောင်လည်းမကြည့်ဘူးတောကွေးလောင်လည်းမငယ်ဘူး ခါလေးကုန်းကုန်းနဲ့တော့ရည်သလိုသူတို့អော်တဲ့အခါမှာရှိအဲ့ဒီកောင်းတွေကလည်းအသားစားတဲ့កောင်းတွေပဲတခါတခါချင်းလေးတွေအသားစားနေဝိုင်းပြီးလူစားတတ်တဲ့သူကအုပ်နဲ့နေတဲ့កောင်းအဲ့ဒီအကောင်မျိုးဟာယိနာဟာအောင်ဖြစ်လောက်တယ်လို့ဘုန်းကြီးတို့တော့ဒီလိုယူဆပေါ့နော်သားစားတော်ဝါဒီပဲအဲ့ဒီအကောင်တွေရဲ့အသားကိုလည်းမစားရဘူးခွေးသားကိုတော့အိန္ဒိယနိုင်ငံမှာဇန်နိုင်တဲ့ပုဂ္ဂိုလ်တွေစားတာဖြစ်သောကြောင့် ခွေးသားစားရင်လူများစုကယွန်ရှားတယ်ရှုပ်ချနော်ယွန်ရှားတယ်ရှုပ်ချခွေးသားစားတယ်ဆိုရင်လူခဲ့ရခါအေးဒါကြောင့်မလို့ခွေးသားစားတယ်ဆိုတာအလုံးကိုအောက်တန်းကြတဲ့ဇဝင်နေတာစားတာဖြစ်တော့ကြောင့်ဒါကိုလည်းပဲမြတ်စွာဘုရားလူတွေရဲ့အကြည်ညိုခန်းနေတယ်ကိုတော်တွေနေနဲ့မစားလိုက်ဘူးဆိုပြီးတော့ဒီလိုသူ့အကြောင်းလေးနဲ့သူမှတ်တဲ့ဒါတွေမြတ်စွာဘုရားဖယ်ရှားခဲ့ပြညတ်ခဲ့ နောက်တစ်ခုကြတော့ဒီအစွန်သုံးပါလို့ခေါ်တယ်အစွန်သုံးပါဆိုတာအကြောင်းသုံးမျိုးနဲ့ကြည့်ရကျန်တဲ့အသားတွေဘာသားပဲဖြစ်ဖြစ်ယဟန်နေအစွန်သုံးပါလို့ရအစွန်သုံးပါဆိုတာကိုယ့်အတွက်ကိုတမင်တတ်တယ်လို့ကိုယ်တိုင်မြင်လာဆိုရင်မစားရဘူးတရင်ကြားရင်လည်းမစားရဘူးဒါငါအတွက်လှုပ်တာဖြစ်နေမယ်လို့တန်တရားရှင်လည်းမစားရဘူး မြင်သာကြားသာတန်တရားရှိတဲ့အာဒီလိုဆုံးဆုံးပေါ့နော်အဲ့ဒါကိုယ့်အတွက်တတ်တယ်လို့ဆိုရင်စားရအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ခုန10မျိုးကလွတ်တဲ့အသားကိုတော့မြတ်စွာဘုရားကမစားနဲ့လို့တိခါဘုံမှာပြည့်ညတ်ထားတာမရှိဘာဖြစ်လို့မရှိတော့ဆိုတော့မြတ်စွာဘုရားသာသနာတော်ဝင်တဲ့ဝင်လာတဲ့လူတွေကလူမျိုးစုံတယ်ဆတ်စုံတယ်ဆန်းနေနေလဲဝင်တာပဲအလတ်တန်းရှိတဲ့ပုဂ္ဂိုလ်တွေလဲဝင်တာပဲဆန်းနေနေလဲဝင်တာပဲ နောက်ဆုံးဝင်ဘုရင်မင်းသားကစပြီးတော့တရောင်းစားထိအောင်မြတ်စွာဘုရားသာသနာဟာဖွင့်ထားတာ open to all အကုန်လုံးတွေဖွင့်လမ်းဖွင့်တာအဲ့တော့သူတို့ရဲ့ delay စရိုက်တွေအလွန်ကွာခြားအလွန်ကွာခြားသည့်အတွက်ကြောင့်ဒီစိက္ခာဥပဒေကြီးတကူကိုယ်ဆန္ဒပေါ်မဟုတ်ဘဲနဲ့စိက္ခာဥပဒေကြီးတကူမြတ်စွာဘုရားမထုတ်မထုတ်အသားစားခြင်းနဲ့ကိုယ်တော်စားလို့ရတယ်သို့တော်ခုနပြောတဲ့ အခြေအနေတွေကင်းလွတ်ရအခြေအနေတွေကင်းလွတ်ရအားလုံးအတွက်အသားစားတဲ့ပုဂ္ဂိုလ်တွေကအသားစားတဲ့လူမျိုးတွေကနေပြီးသာသနာပေါ်ဝင်လာလို့အသားမစားရဘူးဆိုရင်ပူညာပူညာလုပ်အောင်မယ်နဲ့အတတလွတ်စားတဲ့လူကဝင်လာပြီးအသားစားတယ်ဆိုပူညာပူညာလုပ်အောင်မယ်အဲ့ဒီလူပြဿနာမျိုးတွေရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားအားလုံးတပြေးညီအနေနဲ့ဒီလိုပြပြတယ်ကိုယ်ဆန္ဒနဲ့ကိုလုပ်လို့ရတယ် အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲတရားရည်ရဲ့အသားကိုစားတယ်လို့ဆိုတဲ့နေရာမှာခင်းလျာအနေနဲ့ပဲစိတ်ထဲမှာရှိဒီအသားစားမှုနဲ့ပတ်သက်လာတဲ့အခါကျတော့နိဂန္ဓတွေကမြတ်စွာဘုရားအသားစားလို့ဆိုပြီးတော့ဝိုင်းပြီးတော့ရှုပ်ချတဲ့စကားတွေရှိတယ်ရှုပ်ချဝေဒာလိပြည်မှာတိဟဆိုတဲ့စစ်ဘုရားချုပ်ကြီးကဂေါရဝတာဖြစ်ကျင်ညာပြီးဘုရားဆွံကတ်တဲ့အခါမှာ အသားဟင်းနဲ့ကတ်တယ်အသားဟင်းနဲ့ကတ်တဲ့အခါကျတော့နိခန္ဓာတွေကနှာခေါင်းရှုံမြို့ထဲလှည့်ပြီးတော့ဒီတရဝရိသေးရာဟာယဟန်ဂေါရမကြောင့်သေးတာသူလည်းအပြစ်ရှိသူတို့ရဲ့အဆိုရဆိုရင်စားသူနဲ့ဒီတတ်သူဟာ50 50တော်ဝဲစီရှိစားတဲ့လူရှိလို့တတ်တယ်လို့သူတို့ကယူဆတာယူဆသည့်အတွက်ကြောင့်ဒီအကုသို့ရဲ့တဝက် တတ်တဲ့လူရဲ့အကုသိုလ်တဝက်ကိုစားတဲ့လူခံရတယ်လို့သူတို့ကဒီလိုဟောတယ်။ရသော်ဘုရားကြတော့ရသော်ဘုရားက intentionally killing ကိုသာပြစ်ရှိတယ်လို့ဟောတယ်။စေတနာဟံဘိက္ခူကာမဝရမိလို့ဆိုတယ်။တတ်ချင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်နဲ့ပတ်သက်မှုမရှိဘူးဆိုရင်ပြစ်ခင်းတယ်လို့ရသော်ဘုရား။စားတာနဲ့တတ်တာဟာစိတ်ဓာတ်ချင်းတူမတူကိုယ့်ဘကိုစဉ်းစားဆင်ခြင်ကြည့်ပေါ့။ အစာစားတဲ့လူနဲ့တရားကိုတတ်တဲ့လူမှာတူညီမှုရှိမရှိမရှိရဲနဲ့အကျိုးတူပေးရမယ်ဆိုလို့ရှိရင်ဘလို့လို့ပြီးတဘာဝတရားဖြစ်နိုင်မှာတော့နော်တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်ဟာတူညီတယ်ဆိုရင်တော့ပြည့်တူပါအကောမတူညီဘူးဆိုရင်အပြည့်မတူညီဘူးဒါတွေမဟုတ်ဘူးစားတာတွေမဟုတ်ဘူးလေတေယိဖဏ္ဍစီရင်လေတူတူပဲလေဟော သေဖနာစီမလားသေအိတ်ကိုကင်မလားသေခြာခင်အင်းကြီးကိုဝတ်မလားဒါတွေကလည်းပဲသူကတရဝရရဲ့အရာတွေပဲနော်တတ်ပြီးတော့မှရလာတဲ့အရာတွေမှန်တယ်များတတ်တတ်မလို့ဖို့လို့ပြောရမှာပဲအကုန်လုံးအဲ့တော့တချို့ကတတ်တတ်လို့ဆိုတဲ့နေရာမှာအသာစားတာတော့ပဲတတ်တတ်လို့ပြီဗီဂျီတေရီယန်ဆိုပြီးတော့လောက်ချတာဟင်းသီးမြည့်ပဲစားတာ သို့သောတရဝါတွေကဖြစ်ပေါ်လာတဲ့တရေတို့ဘာတို့ဓာရီကြတော့တုံးနေပြန်မိချောင်းရေတို့တာရေတို့တခြားတရဝါဖြစ်တဲ့ဆင်းရဲဖြစ်တဲ့ရေအဲ့ဒါမျိုးတွေကိုတုံးနေတယ်တချို့ကြတော့အဲ့ဒါမှမတုံးဘူးရှောင်းမဲ့ဆိုရင်ဒီကြီးဆိုပြီးတော့တတ်တတ်တော့မှလုံးဝတရဝါတွေနဲ့ပတ်သက်တာတစ်ခုမှမတုံးဘူးဆိုတဲ့အယူဝါဒလည်းရှိရပေါ့နော်အဲ့ဒါလို့အသားဆောင်မှုနဲ့ သားစားတဲ့ပုဂ္ဂိုလ်ကိုတတ်တဲ့လူနဲ့ဓာတ်နဲ့ထားပြီးတော့ပြောဆိုတာတွေကလည်းပဲလောကမှာပေါ်ပေါ်ခဲ့တယ်ပေါ့ခဏိခေတ်မှာလည်းပဲရှိတယ်အဲ့ဒါ